တရားကြောင့်ကိုကိုရိုင်းလည်းမကောင်းတဲ့ကောင်ဖြစ်တဲ့အတွက်သူများကလည်းဒုက္ခလိုက်မပေးဘူးသူများလာဒုက္ခပေးရလည်းမခံဘူးအဲ့တော့အခြေအနေပတ်သက်ရင်ကျွန်တော်ကဟိုဘာမှသိဟိုမသိဘူးပေါ့နော်ကျွန်တော်ဟိုသူများရလို့ချစ်ရတာဘာဖြစ်ရတာအဲ့လိုအထစ်ခံရတာကိုကျွန်တော်ကပြောတာမဟုတ် MSB အချင်းကြီးကကျွန်တော်နားမလဲဘာလို့လဲကျွန်တော်လည်းသူများလည်းမချစ်ဘူးကျွန်တော်ကိုလာချစ်ရင်လည်းမကြိုက်ဘူးအဲ့တော့အချင်းနဲ့ပတ်သက်တာလည်းအကြံမပေးတတ်ဘူးစီးပွားရေးနဲ့ပတ်သက်တာဆိုရင်တော့အကြံပေးတတ်တယ်အချင်းကြီးကတော့ကိုယ်ကိုယ်လည်းမကောင်းတဲ့ကောင်ဖြစ်တဲ့အတွက်သူများလည်းဒုက္ခလိုက်မပေးဘူးသူများလာဒုက္ခပေးရလည်းမခံဘူးအဲ့တော့အချင်းနဲ့ပတ်သက်ရင်ကျွန်တော်ကဟိုဘာမှတိတ်ဟိုမသိဘူးပေါ့နော် ကျွန်တော်ဟိုသူများရဲ့လိုချစ်ရတာဘာဖြစ်ရတာအဲ့လိုအထစ်ခံရတာကိုကျွန်တော်ကပြောတာမဟုတ်ကျွန်တော်အလုံးလုံးနေရရင်အောင်မြင်သွားရင်ကျွန်တော်အရန်စိတ်လှုပ်ရှားတယ် ဲ့လိုမင်းကလေးတယောက်အတင်းလိုက်ချရတာကိုကျွန်တော်စိတ်လှုပ်ရှားတဲ့အရွယ်အရွယ်နဲ့လဲဆိုင်နေပေါ့နော်အဲ့အရွယ်မဟုတ်တော့ဘူးကျွန်တော်ကကျွန်တော်အလုပ်တစ်ခုအောင်မြင်ပြီဆိုရင်ကျွန်တော်အရန်ပျော်တယ်ကျွန်တော်ဘာနဲ့မှလဲလို့မရအောင်တို့ကြောင့်ကောင်မလေးတယောက်ချစ်တာကိုခံရရင်အဲ့လို feeling ပေါ့နော်ကျွန်တော်ကတော့အလုပ်ပေါ်မှာအဲ့လိုနည်းနည်းနည်း feeling ပို့ဖြစ်တာပေါ့နော်အတိတ်ကဟိုပုံမှန်လေးလေးပြောရရင်ကျွန်တော်ကမကောင်းဘူး ဲ့လိုကျွန်တော်ကိုချစ်ခဲ့တဲ့လူတွေပေါ်မှာလည်းကျွန်တော်မကောင်းကျွန်တော်ကိုချစ်မိတဲ့လူကခံစားရတယ်ကျွန်တော်ကတကယ်အကျင့်မကောင်းအဲ့တော့ကျွန်တော်မကောင်းတဲ့ဟာကြီးကိုသူများတွေလည်းကျွန်တော်လိုက်ဒုက္ခမပေးခြင်းအဲ့တော့ကျွန်တော်ကိုလာချစ်ပြီဆိုလည်းကျွန်တော်ပြောတယ်မချစ်နိုင်တာကမကောင်းဘူးကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်သဘောကျတဲ့လူရှိရင်ကျွန်တော်ချစ်တယ်လို့တော့မပြောဘူးကျွန်တော်ကျွန်တော်ပဲနေတယ်ကျွန်တော်လုံးကျွန်တော်လုံးတယ်အဲ့တော့မကောင်းတဲ့လူတယောက်ကကိုယ့်ကိုမကောင်းဆိုတာတိထားရင်အဲ့ဒါအဆင်ပြေဆုံးပဲသူများကလည်းဒုက္ခမပေးနဲ့အဲသူများလာဒုက္ခသူများကလာချစ်ပြီဆိုရင်လည်းအဲကိုယ့်အကြောင်းကိုပုံမှန်လေးလေးပြောပြ အဲ့တော့မှအဆင်ပြေလို့သူတို့သူတို့အဆင်ပြေရောလည်းမပြောတဲ့ကျွန်တော်အနေနဲ့ကျတော့အဲ့လိုပေါ့နော်အကိုကလည်းမကောင်းတဲ့အတွက်သူများကတော့သွားမချေဘူးသူများလာချင်းနဲ့မချင်းနဲ့ငါမကောင်းလို့ပဲပြောလိုက်တယ်အဲ့ဒါအားလုံးတော့အဆင်ပြေတယ်ကျွန်တော် why say ကြလို့လို့အဓိကတော့အဲ့ဒါပဲအချက်ဆိုတာသူများကိုချစ်တာတဲ့ကျွန်တော်ကသူများကိုချစ်ရတာသဘောမကျဘူးကျွန်တော်ကျွန်တော်ချစ်ရပဲသူကကျွန်တော်ကျွန်တော် give site တယ်ကျွန်တော်ကျမ်းမာရေးကျွန်တော် give site တယ်ကျွန်တော်ဘာစားမလဲ give site တယ်ကျွန်တော်ကျွန်တော်စိတ်ချမ်းသာအောင်ဘယ်လိုထားရမလဲပဲကျွန်တော်တွေးတယ်အဲ့အတွက်ကျွန်တော်အတွက်ချားလူအတွက်အချင်းဆိုတာတိတ်မရှိဘူးအရင်အတ္တကြီးရေပေါ့နော် အဲ့တော့ငါ့ကိုလာချစ်ပါလို့သူများကိုသွားပြောရင်လည်းမတရားရကြမယ်ကျွန်တော်ကသွားချစ်ရင်လည်းကျွန်တော်တိုက်ပြနေတာအဆင်မပြေဘူးကျွန်တော်ကျွန်တော်ကျွန်တော်ပဲ queue site တာအဲ့တော့အချင်းနဲ့ပဲဝိုးဝေးနေပါတယ်အဲ့တော့ queue ကြည့်နေပါလေဗျာဟာနေနိုင်တော့ဘာဘောနေနိုင်တော့ဘောတော့ကျွန်တော်လုတ်တဲ့ brighter ကြတော့ကျွန်တော်အဆင်ပြေမှာပဲသူများကိုကျွန်တော်ကူညီမှာကျွန်တော်အဆင်မပြေဘဲနဲ့သူများကိုကူညီဖို့ဆိုတာအဆင်မပြေဘူးအဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်အလုပ်ပဲကျွန်တော်အိုင်ယွန်ဆိုင်တယ်အလုပ်လုပ်လို့ကျွန်တော်အလုပ်တစ်ခုထားပါတော့အလုပ်တစ်ခုလုပ်လို့ကျွန်တော်တင်း1000ပြည့်ပြီဆိုကျွန်တော်တင်း100ဖယ်ထားလိုက်တယ် 10%အဲ့ဒါကျွန်တော်ပရာဟိတာအတွက်ကျွန်တော်လှူကျင်တဲ့သူကိုလှူမယ်နောက်10%ကျွန်တော်တုံးကျင်တာတုံးတယ်ကျွန်တော်ဆုတယ်ပေါ့နော်အဲ့တော့အဓိကကျွန်တော်ပရာဟိတာရည်ရွယ်ချက်ကကျွန်တော်အဆင်မပြေဒီများကိုကျွန်တော်မကူညီဘူးပြီးတော့ ဒီပရိုက်တာလည်းဟိုတကယ်စိတ်နစ်ပြီးတော့သူများရဲ့လို့ဟိုတကယ်နှလုံးသားလှရဲ့လူတွေလို့မို့စိတ်နစ်ပြီးတော့ဘဝကြီးရင်းနှီးမြုပ်နှံမှုလောက်ထိလဲကျွန်တော်အဆင်မပြေဘူးကျွန်တော်အတ္တကြီးရဲ့အဲ့တော့ကျွန်တော်ကြောင့်ပူချန်တာပဲလူတာအဲ့အတွက်ဒီပရိုက်တာလုပ်ဖို့အတွက်ကျွန်တော်အလုပ်တွေလုပ်နေဖို့လိုတယ်အဲ့ဒီလောက်ကရတဲ့10%လောက်ပဲကျွန်တော်လှူတာဖြစ်တဲ့အတွက်အတားကြီးကကျွန်တော်ကပရိုက်တာလုပ်နေပါတယ်ဆိုပြီးလူတွေကိုလည်းခြောက်မပြောချင်ဘူးပြီးတော့အဓိကကျွန်တော်ကကျွန်တော်ပရိုက်တာကျွန်တော်ဒီနိုင်တဲ့လောက်ဆိုတဲ့အဖွဲကအလှူလိုက်မခံဘူးကျွန်တော်ပတ်စံနဲ့ပဲ run တာပေါ့နော်အစားတွေက ိုပစံနဲ့ကိုရန်နဲ့ပစံမရှိရထားလိုက်တဲ့သူများတွေကိုလိုက်လှူပါဟိုလူကိုကူညီပါဒီလူကိုကူညီပါအဲ့လိုမလုပ်ချင်ဘူးအရှိမှကျွန်တော်တို့မကူညီလို့တခုခုဖြစ်တော့မယ်ဆိုလဲမတက်နိုင်ဘူးတပ်ပိတ်တတ်တာကမ္မတကာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိရင်ကူမယ်မရှိရင်မကူအဲ့လိုအဲ့လို step လေးနဲ့ပဲသွားဖြစ်တဲ့အတွက်ကျွန်တော်တို့ရတော့ပရာဟိတပါကျွန်တော်တို့လှူပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့မလုပ်ချင်ဘူးကျွန်တော်စီးပွားရေးသမားပါပရာဟိတသမားမဟုတ်ဘူးကျွန်တော်တက်နိုင်တာလေးတွေအခုလိုမျိုးပေါ့နော်တကယ်လိုအပ်မဲ့ထင်တဲ့နေရာတွေတော့ကျွန်တော်ပြန်လှူတယ်အဲ့တော့ထားပါတော့ ဒီနှစ်ထဲမှာသင်္ကားတော်ရှာနိုင်လို့ကျွန်တော်သင်္ကားကလူရမယ်ဆိုရင်ဘယ်နှစ်ယောက်လဲငါလူမလဲစဉ်းစားတယ်အဲတော့ဒီလိုဆေးရုံနေမှာကျွန်တော်အဓိကကျွန်တော်ပေးချင်တဲ့ message ကဆေးရုံနေပေါ့နော်ဆေးရုံနေမှာတကယ်ခက်ခဲနေတဲ့တွေ့ရှိပါတယ်ဟိုသူတို့လူဖို့ဆိုတာလဲဒီမှာအရန်လွယ်ကူတယ်ဗျာအဲဆေးဆေးရုံတေရုံသွားသွားပြီးမှဆေးရုံကြီးကိုခွင့်တောင်းကျွန်တော်တော့ကျွန်တော်မွေးနေတဲ့ဗျာလူပနေအောင်ဆရာတယောက်ကို1000လုံး2000လုံး5000လုံးအဲ့လိုတူးချင်းတယ်အဲ့လိုပြောလိုက်အဲ့မှာ list ထွက်လာမယ်အဲ့ list ကိုမှကိုတက်နိုင်တဲ့ဟာလေးကိုအမောင့်လေးကိုတာဝန်ယူပြီးတော့အဲ့လိုသွားလူလို့ရပါတယ် ဆေးရုံတွေကရမ်းခတ်ခဲတယ်ကင်ဆာသမားတွေရှိတယ်ဟိုဆေးဖို့မတတ်နိုင်ဘူးဆေးရုံကလည်းစိုက်ပေးတယ်ဒါပေမဲ့ဘသူမှတော့တစ်လုံးတာဝန်မယူနိုင်ဘူးလေနော်အဲ့အချိန်မှာကျွန်တော်တို့ကပိုရှန်နေခဲ့သည်ရှိတော့ကူညီပေးဖို့ကျွန်တော်ပြောချင်တယ်တချို့ဆိုဒီမှာကလေးတွေရှိတယ်နာမွေးသွားတယ်မွေးပြီးတော့ကလေးကိုထားပြီးတော့အမေကထွက်ပြေးသွားတယ်အဲ့တော့ဒီကလေးတွေကိုဆေးရုံကနေပြီးတော့နိုးတိုက်နေရတာရှိတယ်ကျွေးမွေးနေရတာရှိတယ်ပြီးမှတခြားအဖွဲ့အစည်းတစ်ခုအုပ်စီကိုမပို့ခင်မှာဆက်ကြားမှာတာဝန်ယူရတဲ့ကာလရှိတယ်တူချင်တယ်ဆိုအဲ့လိုကလေးတွေကိုမှ နိုးထွက်တယ်မလားနိုးပဲလာလူလို့ရတယ်ဒီဒီဆေးရုံကြီးမှာနိုးဘန်ရှိတယ်အဲနိုးနဲ့ပတ်သက်တဲ့ဟာလည်းလာလူလို့ရတယ်တို့စားစရိတ်လိုချင်တာလားအဲပြီးတော့ကင်ဆာသမားတွေကိုဆေးဖိုးလေးတက်နေတော့လိုချင်တာလားထမင်းကျွေးချင်တာလားမျိုးစုံလုပ်လို့ရတယ်ဗျအဲ့တော့တကယ်တော့တကယ်လိုအပ်နေရဒီလိုနေရာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဒီ awareness လေးကိုကျွန်တော်ပေးချင်တာကျွန်တော်တို့လည်းကျွန်တော်ဟိုဟိုတယ်ကြီးမှာတက်ပြီးဗျာဒီသိန်း250ကိုကျွန်တော်ကျွန်တော်ကျွန်တော်ပွဲကြီးလုပ်ပြီးကျွန်တော်လူလို့ရတယ်ဒါပေမဲ့အဲ့ဒါထက်ဒီနေရာပို့ပြီးအကျိုးရှိတယ် ီနေရာမှာကျွန်တော်ဟိုတယ်ကြီးမှာကျွန်တော်သွားလို့ရင်ကျွန်တော် fan အနေနဲ့ကျွန်တော်ဟိုကျွန်တော်တို့ကောင်းကောင်းမို့ဗျာဒီရက်မှာဟိုလိုလေးလာဝါလာလုံးလို့ရတယ်ဒါပေမဲ့ဒီမှာဆိုရင်ဒီမှာကျွန်တော်နေရာလေးတော့တိတ်မကောင်းဘူးဒါပေမဲ့မိသားစုလိုပဲအားလုံးပြည့်စုံရှင်လာလို့ရတယ်ဒီပတ်စံ250ဒီမှာဆေးရုံတရုံလုံးမှာလူရောက်250ရှိတယ်အဲ့250တယောက်တသိန်းပေးလိုက်ရင်ဘာပြောဗျာမနေ့ကဆေးရုံဆင်းဖို့ပတ်စံရှင်းဖို့အဆင်မပြေတဲ့လူတယောက်အဆင်ပြေသွားရင်ကျွန်တော်ကုသိုလ်ရတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီမှာဒါလေးကိုလုပ်ဖြစ်တာပါဗျာဟုတ် လူတိုင်းကိုတော့ဘယ်သူမှမကူညီနိုင်ဘူးပေါ့နော်ကျွန်တော်ဆိုလည်းကျွန်တော်ပတ်ဝန်းကျင်တချို့တဝက်ကိုကျွန်တော်ကူညီနိုင်တယ်ကျွန်တော်တငယ်ချင်းတွေဆိုလည်းသူတို့ပတ်ဝန်းကျင်ကိုသူတို့ကူညီရဲဒီ pride အဖွဲ့အစည်းတွေဆိုတာလည်းသူတို့နိုင်တဲ့လောက်ပဲသူတို့ကူလို့ရတယ်အဲ့တော့ဘယ်နိုင်ငံမှာမဆိုပါကူညီလိုတဲ့သူကပိုများတယ်အဲ့တော့ကျွန်တော်တို့လူသားအလုံးကိုမကူညီနိုင်ဘူးအဲ့တော့ဘာဖြစ်မလဲကိစ္စတိုင်းကိုလိုက်တာဝန်ယူလို့မရအောင်ကိုယ်စိတ်ကိုဖြတ်အလုံးကကိုယ့်ဘဝနဲ့ကိုယ်ပဲအဲ့တော့အရင်ဆုံးသူများကိုမကယ်ခင်ကိုယ့်ကိုအရင်ကယ်ကိုယ့်ကိုတနာကိုယ့်ကိုအဆင်ပြေအောင်လုပ် ိုယ်စင်မပြေပြေနဲ့သူများကိုကူညီတဲ့ဟာမျိုးတော့ကျွန်တော်သိအားမပေးဘူးသူများကိုကူညီခြင်းမင်းအဆင်ပြေနေဖို့လိုတယ်သူများကိုကူညီနေနှစ်ယောက်လုံးဒုက္ခရောက်တဲ့ဟာမျိုးဆိုအဆင်ပြေအဲ့ဒါအတွက်ကျွန်တော်ကဟိုပြောချင်တာကိုယ့်ကိုယ်အဆင်ပြေအောင်လုပ်ကြပါကိုယ်စည်းပွားရေးကိုတည်ဆောက်ပါကူညီခြင်းနဲ့မလားခဏလေးမေ့ထားလိုက်အောင်ငါရမ်းအဆင်ပြေပြီပို့ချမ်းပြီโอเคရတယ်အဲ့ဒါဘယ်သူကိုကူညီလိုက်ဘယ်သူကိုဘယ်လိုလုပ်ပေးလိုက် အဲ့လို step လေးကတော့ပိုအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဒါကျွန်တော်လိုလူတွေအတွက်ပေါ့နော်အဲတချို့တကယ် bright တက်မှာရင်းနှီးမြုပ်နှံနေရတဲ့သူတွေကတော့ဒါကျွန်တော်တက်စိတ်ဓာတ်နှလုံးကောင်းအရန်ရှိတယ်သူတို့အဆင်မပြေလဲသူတို့ကူညီပေးတယ်ဒါကတော့အဲ့ဒါတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်လိုဒီလိုအလုံးလုံးနေရတဲ့သူတွေဝင်းဝင်းဆိုင်နဲ့ bright တက်လှုပ်ချင်တဲ့သူတွေကတော့ကိုယ်ကိုပဲအဆင်ပြေအောင်ရင်လုပ်ပါပြီးမှဒီများကိုကူညီပါလို့ပြောချင်ပါတယ်ဟိုဟာဒီနေ့ထိပေါ့နော်လေးကိုလုံး လေးဟုတ်လုံးမထင်မှတ်ပဲနဲ့အများကြီးလဲရောင်းရပါတယ်ကျွန်တော်တို့ရှေ့သုံးဆိုရင်ဟုတ်ဆိုရင်မဲ၄000ကျော်လောက်ရောင်းရတယ်ရောင်းရတဲ့ဟာကြီးလဲကျွန်တော်အကုန်လုံးဒီလိုလိုအပ်တဲ့နေရာတွေကိုတူပေးနေပါတယ်အခုဒီနောက်ဆုံးထွက်တဲ့စာအုပ်ကလည်းကျွန်တော်တို့ဒီလိုအပ်တဲ့နေရာကိုပြန်လှူမှာပါအဓိကဒီစာအုပ်ကရတဲ့ငွေကကျွန်တော်တကြမ်းမှမသုံးပါဘူးကျွန်တော်လုပ်ငန်းတွေနဲ့ကျွန်တော်အဆင်ပြေပါတယ်ဒီလိုလှူပေးခြင်းတွေဖြစ်တဲ့အတွက်ကျွန်တော်စာလေးရေးပြီးအဲ့ဒါလေးတွေကိုပြန်ပြီးတော့ ဒီလိုပြန် sharing လုပ်တယ်လုပ်ပြီးတော့စာအုပ်လေးရောင်းတယ်ရရလေးနဲ့ကိုဝင်ဆောင်တွေကိုမွေးပေးတယ်အဲ့လိုမွေးပေးခဲ့ရလဲအခုအယောက်2000လောက်ပြည့်တော့မယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဒီလိုမျိုးလုပ်နေအောင်နောက်ကနေ support ပေးနေရကျွန်တော်စာအုပ်တွေဝယ်ဖတ်နေရကျွန်တော် line ပေါ်မှာကျွန်တော်စာလေးတွေ share ပေးနေရအဲ့ညီကိုမောင်နှမတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပေါ်စင်နာထားရအတွက်ကျွန်တော်လည်းပြန်ပြီးအတက်နိုင်လို့စင်နာထားပါမယ်လို့အားလုံးကျေးဇူးတင်ပါခင်ဗျာ Myanmar Star Bazaar